ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာအဖမ်းခံလိုက်ရတဲ့ဘဂတကျောင်းသားကောင်းဆောင်ကိုကျော်ကိုကိုကိုဒီကနေ့ကမာရွတ်တရားရုံမှာစတင်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ဒီနေ့ဖန်ဆီးခံရတာကျွန်တော်ဒီမိုကရေစီပညာရေးကျောင်းသားတပိတ်ကိစ္စတွေမကဘဲနဲ့ကျွန်တော်တို့ရုပ်ောက်ဘက်ပေါ်ထားရှိတဲ့သဘောထားကိုအစိုးရမကျေမနက်ဖြစ်တဲ့အတွက်ဖန်ဆီးရလို့ကျွန်တော်ယူဆပါတယ်။အကား143 145 149 905ခဝေးပုံမှန်78တခုကတော့ဘတ်စတာဆက်ရှင်ဆယ်ရင်းဒီလှည့်ရနေပြီးတော့လက်လျှောက်တဲ့ကိစ္စကို ဆွေးရဖြစ်ပါတယ်ဟိုတခုကတော့14ဟိုစကိုင်းဂျန်ဒီလူမလာစကိုင်းဂျန်ဒီတုံးသားဟိုစန်ဒီရစန်ပြရတဲ့အချိန်တော့တရက်ပါတယ်ဒီကမ္ဘာကြီးသွားတဲ့အတွက်အဲ့ဒီအဲ့ဒီမှာအဲ့ဒီတခုဆိုရကျွန်တော်တခုကကျွန်တော်မသိဘူးခင်ကိုကျော်ကိုကိုနဲ့အတူဘဂတာចောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ဂျင်းခေါ်ကိုလင်းထက်နိုင်ကိုလည်းယုံထုတ်ခဲ့ပါတယ်သူကိုနိုဝင်ဘာလ3ရက်နေ့ကဖမ်းဆီးခဲ့တာပါမြို့သားပညာရေးဥပဒေကိုပြင်ဆင်ပေးဖို့အတွက် ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလကစပြီးဘာကတာအဖွဲ့ဝင်တွေဆန္ဒပြခဲ့တာကြောင့်ကိုကျော်ကိုကိုကိုလင်းထက်နိုင်ကိုမြတ်တူအောင် ကိုရဲရင်ကျော်ကိုထက်ခိုင်ဆိုးနဲ့ကိုနန္ဒဆက်အောင်တို့ကိုနိုင်ငံတော်အကြီးအကျယ်ပြည့်စုံမှုဥပဒေမဲ့အစုအဖွဲ့ပါဝင်မှုတရားမဝင်စီတန်းလက်လက်မှုစတဲ့ပုံမှန်၅ခုနဲ့အမှုပွင့်ပြီးဖန်ဝရန်ထုတ်ထားတာဖြစ်ပါတယ်။ဟုတ်ကဲ့။ဒီမိုကရေစီနိုင်ငံမှာနိုင်ငံရေးသားရှိနေတာဒီမိုကရေစီနိုင်ငံပုံသေးတာ။ ဲ့တော့ကျွန်တော်ဒီမိုကရေစီနိုင်ငံဖြစ်အောင်အများကြီးလုပ်ဖို့လိုပါသေးတယ်ကျွန်တော်တို့ကျွန်တော်တို့ဒီကြောင်းသားသပိတ်ဆန္ဒပြမှုတွေနဲ့ဖမ်းတယ်သူတာဖမ်းဆီးခံထားရတာနဲ့ရုံးထုတ်တာကိုတောင်ဝင်ရှိသူတွေကလာရောက်ပြောဆိုတာမဟုတ်ပဲအပြင်ကသတင်းစကားကြားလို့ရုံးကိုလာခဲ့တာလို့ကိုလင်းထနိုင်မိခင်ကပြောပါတယ်ကျွန်မတောင်ဖမ်းတဲ့ကံလာတော့လည်းကျွန်မတက်ဆိုင်ရဘူးမှလည်းအကြောင်းမကြောင်းကျွန်မမေးတော့လည်းမသိဘူးမရှိဘူးပဲပြောတယ်အဲ့တော့ ခုချိန်ဒီကျမတို့လေအခုကျမသားသားအခုဂျုံထုတ်လို့သာထုတ်သွားတယ်ကျမဘယ်သူမှတက်ဆိုင်ရလာပြီးအကြောင်းကြားတာမရှိဂျုံထုတ်တယ်မနေ့ကကျတော့ယမန်ယူတယ်ပေါ့နော်မနေ့ကကျတော့အားချင်းအဲ့လိုပဲအတီးတယောက်ကနေမားရီဒူဒူဒူပဲတော့ဂျုံထုတ်ဖို့တော့ချိန်သေးတယ်မားတို့မသွားရင်တော့ခွင်ရေးဆုံးရှုံးမယ်မားတို့အခုသွားနိုင်မယ်ဆိုတော့မားတို့ကခွင်ရေးတစ်ခုရမယ်ဆိုတော့အဲ့ဒါကျမတို့အားချင်းမနေ့ကတော့ဒီချိန်နဲ့လာပြီးတော့ဒီတရားရုံးမှာလာထိုင်ဆောက်တယ်ဂျုံထုတ်တယ်ဂျုံထုတ်တယ်လက်ဖင်ကျရင်ဒီလိုချိန်ဂျုံထုတ်ဂျုံတင်တယ်မနေ့ကဒီနေ့ဂျုံထုတ်မယ်ဆိုတော့သူတို့ဒီနေ့ကြိုးပြီးတော့လာတာပေါ့ကိုကျော်ကိုကိုနဲ့ ိုလင်းထက်နိုင်အပါအဝင်အမျိုးသားပညာရေးဥပဒေကိုသပိတ်မှောက်လို့ဖမ်းခံထားရတဲ့ကျောင်းသားအရေးအတွက်စုစုပေါင်းဟာ56ယောက်အထိရှိပြီဖြစ်ပါတယ်။သူတို့နှစ်ယောက်ကိုနိုဝင်ဘာလ19ရက်နေ့ရုံချင်းထက်မှန်ချင်းစုထားတယ်လို့သိရပါတယ်ခင်ဗျာ။